ဟဲ့ငါတီရုပ်ကိုအယူသွားလို့ရရင်ကောင်းပါပဲငါအိမ်ရဲ့အယုတ်တရားတီရုပ်နဲ့ရှင်ဘာမှမဆိုင်ငါတီအယုတ်ရဖို့အမေအပူစာမရမယ်။အိုးအဲ့လိုလည်းမဟုတ်သေးဘူးတီရုပ်တရားဝယ်လို့မှမရတာပဲအဲ့တော့ဘယ်သူမှမသိတော့ငါဖတ်ယူလာလိုက်မယ်ဟာကျောင်းကနေပြန်လာချိန်မှာတော့တတာတယောက်အိုကီကူအယုတ်ကိုသူ့ရဲ့အင်ကြီးထဲထည့်ပြီးဖတ်ယူလာခဲ့ပါတယ်တတာကအယုတ်ကိုခိုးလာတာကတကယ်ကိုမှားတယ်ဆိုတာသိနေပါတယ် ဒါပေမဲ့လည်းအယုတ်ကုန်မြင်ကလေးကလှုပ်ချင်နေတာဆိုတော့အခုလိုယူလာခဲ့မိတာပါတတရဲ့မိပါတွေကတော့တတအယုတ်ကိုခိုးလာတာမြင်သွားခဲ့ပါတယ်အဲ့ဒါကြောင့်ပဲဒေါသတွေအတော်ထွက်သွားပြီးတတအဝိုင်းငေါကြတာပေါ့ဒီမှာသမီးကိုကဘာလို့ပဲလှုပ်ချင်လှုပ်ချင်လှုပ်ချင်လို့တော့ရတယ်ဒါပေမဲ့ဒီလိုတော့ခိုးလို့မရဘူးခိုးတာအမေတို့ရဲ့အမုန်းဆုံးအလောက်ပဲအဲ့တော့နင်တီအယုတ်ကိုယူလာတဲ့နေရာမှာအခုပြန်သွားထားတတကအယုတ်ကိုအရန်လှုပ်ချင်လို့လို့ယူလာတာဖြစ်ပြီး အယုတ်ကိုပြန်ထားရမယ်ဆိုတော့တော်တော်လေးကိုဝမ်းနေသွားတာပေါ့အဲ့ဒါကြောင့်ပဲအဖေသမီးဒီအယုတ်လေးကိုတကယ်လို့ချင်လို့ပါသမီးနောက်ထပ်ပေးအယုတ်ကိုမှမပူစားတော့ပါအောင်နော်ဒီအယုတ်လေးကိုတော့သမီးယူထားမယ်နော်ပြပေတတော်ရဲ့ပြာတတော်တော်တော်ချစ်ပါတယ်ချစ်တယ်လို့အလိုလဲအရန်လိုက်တတ်တာပါအဲ့ဒါကြောင့်အယုတ်ကိုယူထားဖို့ပြောလိုက်ပါတယ်ကဲပါလေဒီအယုတ်ကိုကြည့်ရတာအရန်လက်အပိုးတံမဲ့ပုံမပေါ်ပါဘူးဒီအယုတ်တော့ထားလိုက်နောက်ထပ်တော့သမီးကတိနဲ့သမီးနော် ဘာအယုံမှထပ်မရဘူးပြီးမှအဖေဆိုးမဆုံနဲ့ကြားလာတတားလဲဒီစကားကိုကြားလိုက်ရတော့တတော်လေးကိုပျော်သွားခဲ့ပါတယ်ဒါပေမဲ့သူ့အဖေကကျောင်းဝအယုတ်ကအပိုးတန်နဲ့ဖြစ်ဖြစ်မတန်အောင်ဖြစ်ဖြစ်အယုတ်ကိုဘယ်သူမှမသိအောင်ယူလာခဲ့တာမလို့ဒီဖြစ်တွေကိုသိအောင်ကျောင်းကိုဖုန်းဆက်ပြောခဲ့ပါတယ်တတားပြာကျောင်းကိုဖုန်းဆက်ပြီးအယုတ်အကျောင်းကိုပြောတဲ့အခါမှာကျောင်းဝလူတွေကအယုတ်ကိုသူ့ညာနဲ့သူပြန်လာထားဖို့နဲ့အယုတ်ကိုဝယ်လို့မရဘူးဆိုတာကိုလည်းပြောခဲ့ပါတယ် ဒါပေမဲ့လည်းဖုန်းလိုက်ကမရှင်းသလိုចောင်းကပြောတဲ့သူတွေရဲ့အတန်တွေကပါမရှင်းတာမလို့တတဖေဟာចောင်းကလူတွေပါပြောလိုက်လဲဆိုတာကိုသိချမသိလိုက်ရပါဘူးအဲ့ဒါကြောင့်မလို့တတဖေလည်းနောက်တစ်ပတ်မှပဲသူကိုယ်တိုင်ចောင်းကိုသွားပြီးပြောဖို့ပဲဆုံးဖြတ်လိုက်ပါတယ်